အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့မန်နေဂျာကို အလုပ်ရှင်တတိကကုမ္ပဏီကပတ်စံတွေခိုးပါတယ်ပြောလို့မန်နေဂျာမှတတိကိုတရားစွဲတဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအားလုံးသိအောင်တင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးတက်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကန်ထရီနော်လေးချန်နယ်မှပြန်လေကြိုဆိုလိုက်ပါတယ်ဗျာ မင်္ဂလာပါရှင်ဒီဗီဒီယိုကြည့်နေတဲ့သူတွေအားလုံးညီမတို့အပြင်မှာတင်ပြတဲ့သူရှင်လို့ TikTok မှာတင်ပြတဲ့သူတွေလည်းရှိပါမယ်။သတင်းမလေးတစ်ခုကိုညီမဖြည့်ရှင်းပေးခြင်းပါတယ်။အဲဒီသတင်းမလေးကဘာလေးလဲဆိုတော့ညီမရဲ့မင်္ဂလေးတယောက်ရဲ့ဂုဏ်သိက္ခာနဲ့လည်းသက်ဆိုင်တယ်။ညီမရဲ့မိသားစုတိုင်းဝမ်ရဲ့ဂုဏ်သိက္ခာနဲ့လည်းသက်ဆိုင်တယ်။ပြီးကြတော့ညီမပုံမှာထင်လွဲမှနေတဲ့သူတွေလည်းမဟုတ်ဘူးဆိုတဲ့အကြောင်းလေးသိအောင်လို့ညီမဖြည့်ရှင်းပေးရခြင်းဖြစ်တယ်။အဲဒီကိစ္စလေးကဘာလေးလဲဆိုတော့ညီမဒီမန္တလေးမြို့မမျက်မှာပလာစားအထက်ဆိုင်ရဲ့မန်နေဂျာတယောက်ဖြစ်တယ်။ဒါပေမဲ့ညီမဒီပဲဆိုင်ရဲ့မန်နေဂျာဆိုတာတော့ညီမမပြောတော့ပါဘူး။ညီမရဲ့ TikTok account ထဲမှာဝင်ကြည့်ရင်ပဲဆိုင်ရဲ့မန်နေဂျာဆိုတာတော့ဒါထင်ကနေလေးငယ်နဲ့မြင်ပါလိမ့်မယ်။ ညီမဒီအဲ့ဒီဆန်ရနေအလုတ်ထွက်လာတာအဲ့ဒီဆန်ရနေပြီးတော့လုတ်ထွက်လာတာညီမတတိနဲ့ညီမနဲ့ပဋိပက္ခစကားများလို့ညီမအပြီးပိုင်းလုံနာခဲ့တာပါငွေကြီးအကြောင်းပိုင်းလည်းလည်းမဟုတ်ပါဘူးကိုကိုကြီးဆန်ရပိုင်းလည်းလည်းမဟုတ်ခဲ့ပါဘူးညီမတတိနဲ့ညီမနဲ့ပဋိပက္ခစကားများတယ်ဆိုရင်အကြောင်းရင်းကိုညီမပြောပြပေးပါမယ်အဲ့ဒီကိစ္စဘာလို့လဲဆိုတော့ညီမဒီညီမတို့မန္တလေးမြို့မှာကက်ဘေးဆိုင်တယ်28ရက်3လ2025မှာဒါကက်ဘေးဆိုင်တယ်ဒါအကုန်လုံးလည်းသိတယ်အဲ့ဒီတော့ညီမတို့အလုတ်လုတ်တဲ့မှာမြင့်မပလာစာကြီးကပိတ်လိုက်ရတယ်ပေးလိုက်တဲ့တည်းညီမတို့ဒီအဲ့ဒီအချိန်တော့ဒီမှာတထည့်မှာသွားပြီးတော့အလုပ်သမားတွေနဲ့တူညီမလေးပါတယ်အကုန်လုံးတူတူအလုပ်သွားလုပ်ကြတယ်။ဒါပေမဲ့ 5ရက်5လ2025မှာတော့မမျက်မှောက်ပလာဇာရပြန်ဖွင့်လိုက်ရတယ်အဲ့ဒီတော့ညီမတို့ဒီ30ရက်5လ2025မှာညီမတို့မမျက်မှောက်ပလာဆိုင်ကိုပြန်ပြီးတော့လှုပ်လှုပ်ရတယ်ဘာလို့ပြောချင်လဲဆိုတော့ညီမတို့ဒီအဲ့ဒီအချိန်မှာညီမဒီ wifi cctv ဖုံးကျိုးတွေလုံးဝပြတ်နေပါတယ်ဒါပေမဲ့ညီမဒီအဲ့ဒီဆိုင်ရဲ့တာဝန်ရှိတဲ့သူတယောက်လည်းဖြစ်တယ် manager လည်းတယောက်ဖြစ်တဲ့အတွက်ကြောင့်လို့ညီမဒီအဲ့ဒီပစ္စည်းတွေအကုန်လုံးညီမပြင်ခဲ့ရတယ်ပြင်ခဲ့တယ်ဆိုတော့ပထမဦးဆုံးတစ်ချက်ကဘာလဲဆိုတော့ wifi ကျိုး wifi ကျိုးကတော့ညီမတို့28ရက်ကဆွဲထားတဲ့ wifi ကျိုးဖြစ်တဲ့အတွက်ကြောင့်တိုက်တန်းကပြိုးနေတယ်ခုတစ်ထိလည်းပြိုးနေတယ်အဲ့ဒီတိုက်တန်းပြိုးနေတဲ့အတွက်ကြောင့် wifi ကျိုးကဒီလုံးဝပြတ်နေတယ် ပြင်နေတဲ့အတွက်ကြောင့် wifi မောင်လေးကိုခေါ်ပြီးတော့ပြင်လိုက်တယ်ပြင်လိုက်တော့အဲ့ဒီ wifi မောင်လေးက29လရာဆွဲရင်တော့မရနိုင်မဲဆိုတော့ wifi သူကရသွားတယ်ဒုတိယတစ်ချက်ကပါလဲဆိုတော့ဖုန်းဖုန်းဒီဖုန်းကြီးပြက်လို့ဖုန်းယုံကိုခေါ်ပြီးတော့ပြင်ခဲ့တယ်ဖုန်းအဲ့ဒီချိန်မှာဘသူ့ကိုဖုန်းဆက်လဲဆိုတော့ညီမတထေးချီကိုညီမဖုန်းဆက်ပြီးတော့ညီမဒီမေးခဲ့တယ်အတန်ကြီးမကြီးကောင်းမကောင်းဆိုတာလည်းညီမမေးခဲ့တယ်တတိယတစ်ချက်ကဘာလဲဆိုတော့ CCTV CCTV ဒီညီမတို့ဖုန်းထဲမှာလည်းညီမဖုန်းထဲမှာလည်းပြက်နေတယ်ညီမတထေးဖုန်းထဲမှာလည်းပြက်နေတယ် CCTV တိုးလည်းပြက်နေတယ်အဲ့ဒီတော့ညီမဒီ CCTV ရုံကလူကြီးကိုခေါ်ပြီးတော့ညီမဒီပြင်ခဲ့တယ်ဒါပေမဲ့အဲ့ဒီရဲ့ ဖားတွေကိုပြင်ခဲ့တယ်ခွင့်ပြုချက်မတောင်းမနဲ့ညီမဒီတတိခွင့်ပြုချက်မတောင်းမနဲ့ညီမဒီပြင်ခဲ့လို့ညီမတတိကညီမကိုအပြီးပိုင်လုံနာခိုင်းလိုက်တယ်အဲ့ဒီချိန်မှာညီမနားလိုက်တယ်ဒါပေမဲ့အဲ့ဒီနားပြီးရင်နောက်ွယ်မှာကြာမဟုတ်တော့ခန့်စကားတခုလေးကိုထွက်လာခဲ့တယ်ဒါလေးလေဆိုအဲ့ဒီဟာကကြာတော့မန်နေဂျာကငွေတွေလိမ်ပြေးသွားပါတယ်တထောင်နဲ့တရာတွေ90တွေပါလိမ်ပြေးသွားပါလိမ့်ဆိုရယ်တင်းတချို့တဝက်ကိုညီမကြားခဲ့တယ်အဲ့ဟာဒီမဟုတ်ပါဘူးအဲ့ဒီလိုကြားခဲ့တဲ့အတွက်ကြောင့်ညီမဒီသူ့ကိုသက်ဆိုင်ရာတရားဥပဒေရနေပြီးညီမဖြည့်ရှင်းခဲ့တယ်။အဲ့ဒီနေရာဘယ်နေလဲဆိုတော့19ရက်17လ2025ဗုဒ္ဓဦးနေကိုကြားတဲ့အတွက်ကြောင့်ဖြည့်ရှင်းဗုဒ္ဓဦးနေအဲ့ဒီနေရာညီမဖြည့်ရှင်းခဲ့တယ်။ အဲ့ဒီအချိန်မှာဘသူလေးလာလဲဆိုတော့ညီမလုတဲ့ဆန်ရဝန်ထမ်းတွေလည်းလာတယ်ပိုင်ရှင်ကိုယ်တိုင်လည်းလာတယ်သူတို့ကလည်းအမဒီမဟုတ်ပါဘူးသူ့အောင်နဲ့သူတထင်းနဲ့စကားများပြီးအလုပ်ပြီးပိုင်နားပါနားသွားတာပါဆိုရယ် recording အတန်ဖန်ဖန်းထားတာလေညီမထင်ပါရဲ့ရှိပါတယ်တထင်းရတယ်ဒီကိစ္စကိုဒီမှာနေမဲ့ကြည်အေးပေးလိုက်ပါနောက်ဒီလိုမျိုးထပ်ပြီးတော့မဖြစ်စေရပါဘူးသက်ဆိုင်ရလူကြီးတွေကလည်းနောက်ဒီလိုမျိုးထပ်ပြီးတော့မဖြစ်စေရပါဘူးဒီမှာလေးကြည်အေးပေးပါလိုက်ဆိုတဲ့စကားတစ်ခုနဲ့ညီမကြည်အေးပေးလိုက်တာပါတကယ်တော့မိန်းကလေးတယောက်ရဲ့ဂုဏ်သိက္ခာနဲ့လည်းသက်ဆိုင်တယ်ဆိုရတဲ့ဒါဆိုရင်ညီမဆိုရင်တရားရုံးထိတက်ပြီးတော့တိုင်လို့ရတယ်မဟုတ်ဖဲနဲ့ဒီလိုစကားမျိုးကြီးကိုဖတ်တယ် တကယ်လို့ဟုတ်သွားလို့ရှိရင်တော့မဘဲပိုင်ရှင်းနေနေကိုပြပတ်စံပါသွားလို့ရှိရင်ချက်ချင်းအိမ်နိုင်မှာညီမဆိုရင်ပြောပြမယ်နော်ဆိုင်မှာနေတယ်ခေါင်းချဆိုရညီမမဆွဲဘူးညီမလက်အောက်ကနှစ်ယောက်ဆွဲညီမရဲ့တစ်တော့အပေါက်ထဲမှာဝင်ကြည့်လိုက်သူတို့ပုံကြီးရှိတယ်သူတို့နှစ်ယောက်ဆွဲတယ်တယောက်ကသူ့အိမ်မှာနေတယ်တယောက်ကညာဝဲဘက်မှာနေတယ်သူတို့လုတဲ့စင်းကိုညီမဒီတရက်တရက်တောင်တစ်ခါမှမအောင်မစစ်ခဲ့ဘူးဆယ်ခန်းရတစ်ခါလောက်ပဲညီမစစ်တာများတယ်သူတို့သူတို့လည်းဒါကိုသိတယ်ဘဲအချိန်မှာညီမအဲ့ဒီငွေတွေလိမ်ပြေးတော့မှာ100တွေ90တွေ1000တွေလိမ်ပြေးတော့မှာ ပြောပြလိုက်မယ်နော်တခါတလေတယောက်ထက်ငွေသွားထူတာရာခဏန်းနေပါတယ်အဲ့ခဏန်းညီမဒီလိန်ပြေးတော့မှာပေါ့ညီမတို့ကညီမတို့ရဲ့ဂုံသိခါနဲ့ထိခိုက်တဲ့အတွက်ကြောင့်ထိခိုက်လာတဲ့အတွက်ကြောင့်ညီမဒီကိစ္စကိုစိုင်းပိုင်းရှင်းသိအောင်လို့လေတစ်တော့ကနေပြီးတော့ဒီလိုမျိုးတင်ပြီးတော့ဖြေရှင်းတယ်သက်ဆိုင်ရာကနေပြီးတော့လေခေါ်ပြီးညီမတို့သူတို့ကိုခေါ်ပြီးဖြေရှင်းတယ် နောက်တစ်ခါဒီလိုမျိုးထပ်ပြီးတော့မကြားချင်ပါဘူးထပ်ပြီးကြားခဲ့လို့ရှိရင်ဟိုတနေ့က16ရက်17လ2025မှာတက်ဆန်ရာပြောပြီးဖြစ်သွားတဲ့အတွက်နောက်တစ်ခါထပ်ပြီးတော့ကြားခဲ့လို့ရှိရင်တက်ဆန်ရာရဲ့အထက်ကလူကြီးတွေကိုထပ်ပြီးတော့ညီမဒီထက်တန်ရပါလိမ့်မယ်မဟုတ်ဖဲနဲ့မိန်းကလေးတယောက်ရဲ့ဂုံတိတ်ခါတိခဲ့တဲ့အတွက်မပြောပါနဲ့မဟုတ်ပါဘူးညီမဒီအဲ့ဒီဆန်ရဲ့ဝေးကြီးရဲ့လုံးဝကင်းကင်းရှင်းရှင်းနဲ့လုံးဝထွက်ခဲ့တာပါပြောလိုက်မယ်ကေပေးလည်းလုံးဝမတုံးခဲ့ပါဘူးအဲ့ဒီကေပေးဖုံးဆိုရလဲညီမတထေးရပဲကေပေးပိုင်ကိုကင်ဝင်းရှိရဲ့ ပုံတန်ကကေပေးလိုက်ရင်တော့ညီမတို့တထေးကိုညီမတို့ကေပေးရောက်မရောက်ဆိုရဲကြောင်ဖုန်းလန်းဆက်ပြီးညီမလန်းဆက်မရတဲ့ညီမလောက်ကနှစ်ယောက်ကလည်းမေးရတယ်။ကေပေးဖို့ဆိုရင်ညီမတို့လုံးဝတိုင်ပိုင်ခွင့်မရှိဘူး။ညီမမန်နေဂျာတယောက်ဖြစ်တဲ့အတွက်တော့ညီမတို့တိုင်ပိုင်ခွင့်မရှိခဲ့ဘူး။ဒါရှင်းပြပေးတာပါ။ညီမကိုအထင်လွဲမှနေတဲ့သူလဲဒါမဟုတ်ဘူးဆိုရဲကြောင်လို့ရှင်းပြပြ။အုံနောက်ရှိတဲ့သူဆိုရင်ဒီလိုမျိုးစဉ်းစားတက်ရတယ်။မဟုတ်တာလောက်ထားတဲ့သူဆိုရင်ဒီလိုမျိုးတိတော့ဘောထီကိုဟုတ် မဟုတ်တာလုပ်တဲ့သူဆိုရင်ဒီလိုမျိုးဖြည့်ရှင်းမရဲဘူးဖောက်နေတဲ့သူမလို့ဒါဒီလိုမျိုး TikTok ပေါ်ရောသူတို့သက်ဆိုင်ရာရုံးရပါခေါ်ပြီးတော့ဖြည့်ရှင်းတာပါညီမဒီညီမရဲ့အကျင့်စာရေးတာဂုံတိတ်ခါတော့ညီမရဲ့မိသားစုတိုင်းဝင်ဂုံတိတ်ခါပါညီမထိခိုက်တဲ့အတွက်ကြောင့်ညီမဒီကိစ္စကိုဖြည့်ရှင်းရတာပါမန်းမြန်မာပလာဆာမှာလုပ်တဲ့သူဝန်ထမ်းတွေအကုန်လုံးလည်းညီမပဲဆိုင်ရဲ့မန်နေဂျာဆိုတာအကုန်လုံးလည်းသိပါလိမ့်မယ်အဲ့ဒါကို like and share လေးလုပ်ပေးကြပါဘာလို့ like and share လုပ်ခိုင်းလဲလဲဆိုတော့ မြမပိုင်ရှင်လည်းသိအောင်မြမဆိုင်မှာလုပ်တဲ့ဝန်ထမ်းတွေလည်းသိအောင်ညီတို့ရဲ့မန်နေဂျာဒီလိုမျိုးဖြည့်ရှင်းထားတယ်ဆိုတဲ့အကြောင်းလည်းသိအောင်မြမဒီကိစ္စကိုဖြည့်ရှင်းရခြင်းဖြစ်ပါတယ်မြမဒီတန်တန်ရှင်းရှင်းနဲ့အဲ့ဒီဆိုင်ရည်ထွက်လာပါဥပမာအိမ်နာတဲ့ရင်တော့ပတ်စံ200ယူရင်တော့မြမလက်နဲ့ဘယ်တော့မှမမီဘူးမြမလက်အောက်ငယ်သားကိုယူခိုင်းပြီးတော့မှမြမအိမ်နာကိုသွားတာအဲ့ဒီလောက်ထိမြမကိုချင်းသိခါကိုအထီးကိမ်းမခံနိုင်ဘူးမဟုတ်ဖဲနဲ့စကားတခုကိုပြောတယ်ညီမရဲ့ဘေးပတ်ဝန်းကျင်မိတ်ဆွေရဲ့ပေါင်းသင်းတွေကိုဖုံးလန်းဆက်ပြီးပြောတယ်သူလဲဒါဒီတစ်တော့ကနေပြီးတော့ညီမဖြည့်ရှင်းလိုက်တယ် မဟုတ်ဖဲနဲ့မပြောပါနဲ့အဲ့ဒီဖုံးဆက်ပြီးတော့အဲ့ဒီလူကိုပြောတဲ့သူကလည်းညီမတို့စိုင်းပိုင်ရှင်မဟုတ်ဘူးဆိုတဲ့အကြောင်းကိုလည်းညီမတစ်တော့ကနေပြောချေချင်းလိုက်ပါမယုံရင်စိုင်းပိုင်ရှင်ရဲ့ဖုံးနံပါတ်ဒီသူ့ကိုတခါညီမလက်ဆောင်ပေးဘူးလေအိတ်ခဲမှာဖုံးနံပါတ်ဒီလုံးဝပါတယ်ဖုံးမဟုတ်ဆိုတာကိုဖုံးဆက်ပြီးမေးလို့ရတယ်မေးလူတယောက်က ပိုင်ရှင်အနေထားနဲ့ဖုံးလန့်ဆက်ပြီးတော့ပြောတယ်ညီမတို့ရညီမတို့အိမ်ရကိုပိုင်စီးပွားရေးလုပ်ငန်းတောင်ဒါထိခိုက်ပြီးတော့လုံလိုက်တဲ့အတွက်ကြောင့်ညီမဒီကိစ္စကိုဖြေရှင်းရတယ်ပြည်ညီမအဲ့ဒီဆိုင်ရနေထွက်လာတာငွေကြီးပိုင်းလုံးဝတပြားတစ်ချက်မှမယူခဲ့ပါဘူး။ယာကနဲ့လည်းမယူခဲ့ဘူး၊ထောင်ကနဲ့လည်းမယူ၊တရားလည်းမယူခဲ့ပါဘူး။ဒါ CCTV Wi-Fi ဖုံးကျိုးတွေပြက်ခဲ့လို့ညီမတတိယစိတ်ဆိုးပြီးတော့ညီမကိုအပြီးပိုင်လုံနာခဲ့တာပါ။ညီမအဲ့ဒီဆိုင်ရနေငွေကြီးတပြားတစ်ချက်မှမယူခဲ့ပါဘူး။ နောက်တစ်ခါဒီလိုမျိုးထပ်ပြီးမဟုတ်တော့ခါထပ်ပြီးတော့ကြားခဲ့လို့ရှိရင်ခု TikTok ပေါ်ကနေပြီးတော့လည်းဖြည့်ရှင်းထားပါတယ်သက်ဆိုင်ရာတရားရုံးကနေလည်းသူ့ကိုခေါ်ပြီးဖြည့်ရှင်းထားပါတယ်ထပ်ပြီးတော့ကြားခဲ့လို့ရှိရင်တော့အဲ့ဒီတရားရုံးထက်ကြီးတဲ့ရုံးကနေပြီးတော့ညီမခေါ်ပြီးတော့ဖြည့်ရှင်းရပါလိမ့်မယ်မဟုတ်ဘဲနဲ့ဝန်ထမ်းတွေကိုအဲ့လိုမျိုးကြီးမပြောပါနဲ့သူတို့အတွက်အသုံးမလိုတော့ဘူးအသုံးပြုတ်လို့မရတော့ဘူးဆိုရင်ဝန်ထမ်းတွေကိုဒါမကောင်းစကားပြောတဲ့ဟာပိုင်ရှင်လေးရဲ့ထုံးစံပဲဆိုတာကိုအုံနောက်ထဲကနေတွေးထားပေါ်အောင်ပြောချင်ပါတယ်ဒီလိုနောက်ထောင်ပြရတဲ့တေးစုများကြီးတင်ပါတယ် တကယ်လို့ဒီလိုနားထောင်ပေးရတဲ့ကျေးဇူးများကြီးတင်ပါတယ်နားထောင်ပေးပြီးရင်လည်း like and share လေးလုပ်ပေးကြပါဘာလို့လဲဆိုတော့ညီမတို့လိုမျိုးအလုပ်သမားတွေထိခိုက်ဒဏ်ရာရသွားတဲ့ကိစ္စလေးကိုတိုင်းရှင်းနေသိအောင်လို့ပါ